မင်္ဂလာနနက်ခင်ပါဂျေစုဂိယနာမေတ္တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတဏိတာဖြစ်ကြပါစေဒီနေ့မနေ့သောပိုင်းငွေမနေ့ဒီပိုင်းမှာဘုသက်လေပင်နေကြာရောက်ခဲ့ပါတယ်ဘူချိန်ကတော့29ဒီဂရီရှိပြီးတော့မှ30ဒီဂရီရှိတယ်လို့ခန့်စားရရှိနိုင်ပါတယ်ဒီနေ့လုံးတိမ်တင်းတင်းမှတိမ်ထူထပ်နိုင်ပြီးတော့မှညနေပိုင်းမှာဘုသက်လေပင်ကြာရောက်နိုင်ပါတယ်ပြင်းဆုံးဘူချိန်က34ဒီဂရီဖြစ်ပါတယ် နေ့စဉ်ဝိပုကျင်းလင်းပြဧပြီလ29ရက်အင်္ဂါနေ့2025သခင်ဘုရားနှစ်သက်တော်မူသောအရာကို သင်ကြလောဒီကချက်ဧပဩဝါဒစာမခွန်အားယူရန်များအပိုင်း35ဖတ်ရန်ကြံချက်ဧပဩဝါဒစာခန်းကြီး9ခန်းငယ်6မှ34အလင်းတော်၏အကျိုးမူကားအလုံးစုံသောကောင်းမွန်ခြင်းဖြောင့်မတ်ခြင်းတစ္ဆာဆောင်ခြင်းဖြစ်သည်သခင်ဘုရားနှစ်သက်တော်မူသောအရာသည် အဘယ်အရာဖြစ်ဒီကိုတင်ကြလောအကျိုးမဲ့သောမောင်မိုင်းမှုတို့နှင့်မဆက်ဆံသည်တာမက ထိုမှုတို့ဤဖြစ်ကိုပြကြလောအကြောင်းမူကားသူတို့သည် စိတ်ွယ်ရာ၌ပြုသောမှုတို့ကို စကားပြောကများ၌နှင်ညူခြင်းပါသေး၏အပြစ်ထင်ရှားသောအရာရှိသည်များတို့သည်အလင်းဖြင့်ထင်ရှားကြ၏ထင်ရှားစေတတ်သောအရာရှိသည်များတို့သည်လည်းအလင်းဖြစ်၏ထို့ကြောင့်အိပ်ပျော်သောသူနိုးလော့ တည်ခြင်းမှထမြောက်လောတို့ပြုလင်ခရစ်တော်သည်အလင်းကိုတင့်အားပေးမည်ဟုဆိုသည်ဟေရှာယနဂတိဂျန်ခန်းကြီး60ခန်းငယ်တတင်ထလော့လင်းလော့တင်းအလင်းရောက်လာပြီသာဝရဖျားဤဘုံတော်သည်တင်းဤပေါ်မှာပေါ်ထွန်းလျက်ရှိ၏ခဲငယ်ရှစ်မှာရှင်ဘောလူဖော်ပြခဲ့သလိုသူတို့ဟာအရင်ကမောင်မိုက်လောကထဲမှာရှင်လေတဲ့ခုသခင်ပြန်အဖင်ပြောင်းလဲလာတဲ့အခါမှာ အလင်းရဲ့သားတွေကဲ့သို့ကျင့်ကြံပြုမှုနေထိုင်ကြဖို့ဖြစ်တဲ့အလင်းတော်ရဲ့အကျိုးတနည်းအားဖြင့်အလင်းတော်ရဲ့အသေးပွင့်ကတော့ကောင်းမြတ်ခြင်းဖြောင့်မတ်ခြင်းသစ္စာဆောင်ခြင်းဖြစ်တယ်လို့ဖော်ပြတယ်။အရာနဲ့ပတ်သက်တဲ့ဝိညာဉ်သီးကိုတော့ဂလာတိဩရာစာခန်းကြီးကငယ်22မှ23မှာဖော်ပြထားခဲ့ပါတယ်။ပြီးတော့အလင်းရဲ့သားဖြစ်နေမယ်တန်ရှင်တော်ဝိညာဉ်တော်နဲ့ပြည့်စုံနေမယ်ဆိုရင်ကိုယ့်ရဲ့အပြုတ်မှုကျင့်ကြံလောက်ကင်တွေကစား ကောင်းတဲ့အကျွမှုကျင့်ကြံလောက်ကိုင်းရလက်တွေထွက်နေမှာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်ဘဝမှာသခင်ပြန်နှိမ့်သက်တဲ့အရာကိုသင်ယူကြဖို့ရန်ဖြစ်တယ်။တနည်းအားဖြင့်ကျွန်တော်တက်တာမှာဘယ်အရာကသခင်ပြန်နှိမ့်သက်တဲ့ပြုမှုလဲဆိုတာကို ခိုင်မာသိကြနေဖို့ဖြစ်ပါတယ်။နောက်ပြီးတော့ဘာအကျိုးဘာအသီးပွင့်ကိုမှမပေးနိုင်တဲ့မောင်မိုက်တွေကအကျင့်ကြံပြုမှုတွေနဲ့ ဆက်ဆံမပြုတ်မှုကြဖို့နဲ့အဲ့ကိစ္စတွေရဲ့အပြစ်ကိုပေါ်ပြဖို့ရင်လဲလိုအပ်ပါတယ်ဒီရာတွေကိုသိရှိရှောင်ရှားယုံနာမကပဲတခြားကြင်ကြံပြုတ်မှုတွေတူတွေကိုလည်းတတိပေးဖို့တွင်တင်ဖို့ရင်ဖြစ်ပါတယ်အဲ့ဒါကဘာကြောင့်လဲဆိုတော့ကိုကအလင်းရဲ့သားဖြစ်တာတကယ်ရင်အသက်ရှင်မယ်ဆိုရင်ကိုရှိမှမောင်မိုက်တကိုးရှင်တန်နေလို့မရဘူးအလင်းတရားတိုင်ပြုမှုကျင့်ကြံနေတဲ့သူတွေအချိန်မှာမောင်မိုက်တွေရဲ့အကျိုးပြစ်တွေသည်တင်ရှားလိမ့်မယ် ဘိုးကြောင့်ကိုယ်ဝဲလောက်ကင်ကြံစီကြတာမတရားကောက်ကျစ်ထားတာတွေဟာလင်းတိုင်သက်ရှင်နေတဲ့သူရှေ့မှာရောက်လာပြီးဆိုရင်ဒါတွေကသခင်ပြရဲ့လင်းအားဖြင့်အဲ့ဒီအရာတွေဟာအဖြစ်ဖြစ်တဲ့ဒုစရိုက်ဖြစ်တဲ့ဆိုတာကို ဖုံးကွယ်ထားလို့မရပဲတင်းတင်းကြပ်ကြပ်ဖြစ်လာပါလိမ့်မယ်အဲ့တော့အလင်းရဲ့သားတွေဒီမောင်မိုက်တကူတွေနဲ့ဆက်ဆံလို့မရဘူးမောင်မိုက်တကူတွေသူတို့ရှေ့မှာရောက်လာတဲ့ခါမှာတော့သူတို့တွေဒီအဲ့ဒီမောင်မိုက်တကူတွေရဲ့ဒုစရိုက်ပြစ်တွေကိုတင်းတင်းကြပ်ကြပ်သိနေတယ် အဲဒါကြောင့်မလို့အုပ်ရော်ရော်ကြောက်ရော်ရော်မှောင်မိုက်တကူတွေနဲ့တူတူသွားပြီးတော့မှ လင်းရဲ့သားတွေရှင်သန်လို့မရဘူးဆိုတာကိုရှင်ဘောလူတွင်တင်ညွန်ပြထားခြင်းဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တက်တာမှလည်းသခင်ဖျား၌အလင်းကိုရရှိပေးသားသူတွေဖြစ်တဲ့အတွက်ကိုယ့်ရဲ့အလင်းကိုပဝင်ခြင်းမှာထင်ရှားစေဖို့ဖြစ်တဲ့ကိုယ့်ရဲ့တက်တာမှပြုမှုကြည်ကြံနေတဲ့အရာတွေသည်သခင်ဖျားနှစ်သက်တဲ့အရာတွေဖြစ်ကြောင်းကိုဆက်လက်ပြီးတော့မှသက်သေထူဖို့ရန်ဖြစ်တဲ့အလင်းရဲ့သားတိုင်း ကောင်းတဲ့ပြုမှုကျင့်ကြံတွေကိုပြုမှုကျင့်ကြံပြီးတော့မှပေါမိုက်တကိုးတွေနဲ့မဆက်ဆံမကျင့်ကြံကြဖို့ရန်ဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်းတဲ့အတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်။ဒီမနေ့မိုးရွာတဲ့အတွက်ကျေးဇူးတင်နေလူတွေကိုမထိခိုက်စေဖို့ကောင်းကြီးပေးသနာရမှုပါ။နေ့ချိန်၌နေအားဖြင့်ညချိန်၌လအားဖြင့်မိုးတွေလေတွေအားဖြင့်လူတွေမထိခိုက်စေဖို့ကိုရော့ရှင်အထူးပြင်ဆင် ကောင်းကြီးပေးပါကလင်ဘေးတန်ခံတဲ့သူတွေမှာကြွားတဲ့မိုးတွေကိုပြုရှင်ဝေကာပေးပါသူတို့တွေလည်းအမိုးကားတဲ့ချိန်မီရရှိစေပါမည်အကြောင်းမာဇတနာတော်မူပါတာဝန်ရှိတဲ့ဆိုတဲ့သူတွေဒီတကယ်ကိုတာဝန်ယူပြီးတော့မှမိမိပြည်သူတွေကိုချစ်တဲ့စိတ်နဲ့ကောင်းဆုံးပေးဆပ်နိုင်ပါမည်အကြောင်းလဲကောင်းကြီးပေးတနာတော်မူပါခိုးဆိုလူရဲ့ဓမြတိုက်ကပိုက်တဲ့နဲ့သူတွေဘေးမှာတာမင်းမြန်နိုင်ကြီးကိုကင်းဝေးစေတော်မူပါ အတရားသဖြင့်ဖန်စီချုံနှံခံရလွတ်မြောက်စေပါစစ်ဘေးစစ်တန်းကိုရောမြို့မြို့သောကပ်ဘေးတွေကိုခံစားသူတွေကိုလည်းကိုရရှင်ကြည့်ရှုကြွပါဒုက္ခကပ်ဘေးမြို့မြို့ကိုရရှင်ပြင်စင်ကဲတင်တော်မူပါနောက်ထပ်နောက်ထပ်ကပ်ဘေးတွေမဖြစ်စေဖို့လည်းကိုရရှင်အထူးပြင်စင်ကောင်းကြီးပေးသနာမူပါဒီနေ့ရွာတဲ့မိုးတွေတိုက်တဲ့လေတွေဒီလေကောင်းကျိုးအတွက်သာဖြစ်စေတော်မူပါဆက်လက်ပြုံးမှာဒါမျိုးတွေဒီလေအလင်းရဲ့တားကဲသို့ပြုမှုချင်းချံနေထိုင်ပြုံးမှာ ဖြစ်ပေါ်လာတဲ့အရာတွေကိုဘုရားသခင်ပြောတဲ့နိလန်တိုင်းပဲဆက်လက်ရင်ဆိုင်ကြော်လောက်အောင်မြင်နိုင်မှာမြည်အကြောင်းမဆရမှုပါ ကိုကိုစူတောင်းခြင်းပြပြကိုးခွဲခြင်းဧဝံဂေလိတရားဝေမျှခြင်းလိုအပ်တဲ့သူတွေကိုပေးမျှခြင်းကောင်းမြတ်ခြင်းခြေစွပ်ပြုခြင်းတွေဖြင့်ပြည့်စုံပြီးတော့မှသခင်ဘုရားပြန်လာတဲ့အချိန်ကိုကောင်းမွန်ဆုံးစောင့်ကြုံနိုင်သောတတ်တာပိုင်ရှင်တွေတည်တည်ဖြစ်စေဖို့ ကောင်းကြီးပေးပါစေုံစေခင်တရားကူတာနေလဲရှိတဲ့သူတွေမြန်ဆုံးသက်သာပျောက်ကင်းချမ်းသာစေတော်မူပါဘရော့ကင်ဆာယောဂဝိနာကိုတွန်းလဲနေရတဲ့သူတွေကောင်းကောင်းမွန်မွန်စိတ်ပိုင်းဆိုင်ရာရင်သက်ခြင်းနဲ့ကောင်းဆုံးရင်ဆိုင်ကျော်လောက်အောင်မြင်သက်တည်ခံနိုင်ပါမည်ကြောင်းမာဇာတနာတော်မူပါကြောက်ကဆင်းနေရတဲ့သူတွေလည်းကုန်ကျစိတ်တွေများပါတဲ့ခံနိုင်ရခွန်အားပေးတနာတော်မူပါဆလဘရမလီပြတ်ထားတဲ့သူတွေဘရော့တိခဲ့တဲ့ရတဲ့သူတွေအားလုံးကိုလည်းကြည်ရှုကြတော်မူပါ အထူးသဖြင့်စေဘေးရှောင်တွေထဲမှာရှိတဲ့တက်ကြီးရွယ်အိုးတွေခလေးတွေအားလုံးကိုရှင်ချီရှုကြွားပါနောက်ထပ်နောက်ထပ်ဘုံချဲတဲ့ဗီဒီကလည်းသူတို့ကိုအထူးပြင်ဆင်ကွဲကားရမှုပါ မတရားတဲ့သူတွေကိုတော့လက်တော်တို့အနမရဲကိုရရှင်ပြင်ဆင်စီရင်ပယ်ရှားရမှုပါတရားတဲ့သူတွေရဲ့အလောက်ကန်ကျန်စီတွေအားလုံးအောင်မြင်နိုင်ပြီးတော့မှမပြည့်ကြီးသည်ချမ်းသာသောညီတချင်းနှင့်ပြည့်ဝတဲ့နိုင်ငံကြီးဖြစ်စေဖို့ခရစ်ယာန်ပြင်ဆင်ကောင်းကြီးပေးသနာရမှာမြည်ကြောင်း ။သခင်ယေရှုခရစ်တော်ဖခင်နာမတော်မြတ်ကိုအမိပြုလေသနာခံတောင်းလျှောက်ကြပါရစေဖခင်။အာမင်။